လူတွေကကိုယ့်ကို နားမလည်ဘူးလို့ခံစားနေရလားစကားပြောတိုင်းရန်ဖြစ်နေရတယ်လို့ပဲလားဒါဆိုရင်ဒီဗီဒီယိုကအဖြစ်ဖြစ်နိုင်တယ်ဒီဗီဒီယိုမှာမာရှယ်ပီရိုဆန်ဘတ်ရေးသားထားတဲ့ Nonbinary Online Communication စာအုပ်ထဲကကျွန်တော်တို့တင်ယူခဲ့ရတဲ့အကြောင်းအရာတွေကိုမျှဝေသွားပါမယ်ဒီစာအုပ်ကဆက်ဆံရေးတွေကိုတိုးတက်ကောင်းမွန်အောင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုလေ့လာသင်ယူနိုင်ပါတယ်ဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း၁၀ပိုင်းနဲ့ ဆွေးနွေးသွားပါမယ်။အကဲဖြတ်ခြင်းမပါပဲလိလာဆောင်ကြည့်ခြင်း။ပထမဆုံးအနေနဲ့ကိုယ့်ရဲ့အတွေ့အမြင်တွေကိုဘေးဖယ်ထားပါ။ဥပမာပကံတွေစုပ်ခွက်ထဲမှာပေးနေတာတွေ့တယ်လို့ပြောတာကလိလာတွေ့ရှိချက်ပဲ။မင်းကပြင်းလိုက်တာလို့ပြောတာကအကဲဖြတ်တာပဲ။နောက်ဥပမာတစ်ခုအနေနဲ့နောက်ကျောကရချင်းကြော်ပြီးတရက်ကြာမှတင်သွင်းခဲ့တယ်လို့ပြောတာကလိလာတွေ့ရှိချက်ဖြစ်ပြီးမင်းကတာဝန်မယူတတ်ဘူးလို့ပြောရင်အကဲဖြတ်တာဖြစ်သွားမယ်။ ခံစားချက်တွေကိုတိတိကျကျဖော်ပြပါဒုတိယအချက်ကကိုခံစားနေရတာကိုတိတိကျကျသိဖို့လိုတယ်ကောင်းတယ်မကောင်းဘူးဆိုတာထက်ပိုပြီးတိကျတဲ့စကားလုံးတွေကိုသုံးပါလိုအပ်ချက်တွေပြည့်စုံတဲ့အခါပျော်ရွှင်ခြင်းစိတ်လှုပ်ရှားခြင်းကျေနပ်ခြင်းတက်တာရရခြင်းစတဲ့ခံစားချက်တွေဖြစ်ပေါ်နိုင်ပါတယ်မပြည့်စုံတဲ့အခါစိတ်ပျက်ခြင်းစိုးရိမ်ခြင်းဝမ်းနည်းခြင်းစတဲ့ခံစားချက်တွေဖြစ်ပေါ်နိုင်တယ်ခံစားချက်နဲ့လိုအပ်ချက်ကိုဆက်ဆက်ပါ ခံစားချက်တိုင်းရဲ့အောက်မှာလိုအပ်ချက်တစ်ခုစီရှိတယ်။လူတွေရဲ့လုပ်ရက်တွေဟာလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားနေတာပဲ။အခြေခံလိုအပ်ချက်တွေကတော့သဝနေရေးလူလက်ခွင့်ချစ်ခြင်းမေတ္တာနားလည်မှုယုံကြည်မှုစတာတွေဖြစ်တယ်။ကိုယ့်ရဲ့လိုအပ်ချက်တွေကိုသိရင်ကိုယ့်ခံစားချက်တွေကိုပိုပြီးတာဝန်ယူနိုင်လာမယ်။ပြပပြင်းပြင်းတောင်းဆိုပါလိုချင်တာကိုတိတိကျကျပြောပါမလိုချင်တာကို ပြောမနေနဲ့ဥပမာဂယုမဆိုင်တာတွေမလုပ်နဲ့ လို့ပြောမဲ့စာဆက်ငါမိနစ်ထက်နောက်ကျရင်ဖုန်းဆက်ပေးပါလားလို့ပြောတာကပိုကောင်းတယ်။တောင်းဆိုတဲ့အခါပြစ်ဆုံးပံကာလကိုသုံးပါ။တိကျပြီးလှုပ်ဆောင်နိုင်တာကိုတောင်းဆိုပါ။ကိုချင်းစာနာပြီးနားထောင်ပါ။တစ်ဖက်လူကိုအာယုံစိုက်ပြီးနားထောင်ပေးပါ။ကိုယ့်ရဲ့အမြင်တွေကိုခဏပေးဖယ်ထားပါ။သူတို့ရဲ့ခံစားချက်နဲ့လိုအပ်ချက်တွေကို နားလည်ဖို့ကြိုးစားပါ။တိတ်ဆိတ်မှုကိုလည်းလေးစားပါ။ ဥပမာတယောက်ယောက်ကစိတ်မကောင်းဖြစ်နေတဲ့အကြောင်းကိုပြောပြရင်သူတို့ရဲ့ခံစားချက်ကိုနားလည်ပေးဖို့ကြိုးစားတင်တယ်။အပြစ်ပေးမဲ့အစားကာကွယ်ပါ။အပြစ်ပေးဖို့မဟုတ်ဘဲကာကွယ်ဖို့အတွက်အင်အားကိုသုံးပါ။ဥပမာကလေးတယောက်ကအနေရများတဲ့အရာတစ်ခုနဲ့စော့နေရင် သူ့ကိုရိုက်မဲ့အစားအနေရကင်းတဲ့နေရာကိုခေါ်သွားတာကပိုကောင်းတယ်။အပြစ်ပေးတာကလူကိုနာကျင်စေပြီးကာကွယ်တာကလူကိုလုံခြုံစေတယ်။ နေရာကိုမဟုတ်ပဲလိုအပ်ချက်ကိုအာရုံစိုက်ပါပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါတစ်ဖက်လူရဲ့လိုအပ်ချက်ကိုအာရုံစိုက်ပါဥပမာအိမ်နောက်တဲ့ဇုံလွဲတွေကဘသူကညစာချက်ရမလဲဆိုတာနဲ့ရန်ဖြစ်နေတဲ့ဆိုပါစို့နှစ်ယောက်စလုံးရဲ့လိုအပ်ချက်တွေကိုနားလည်ဖို့ကြိုးစားရင်ပြဿနာကအလိုလိုပြည့်လဲသွားနိုင်တယ်ကျေးဇူးတင်ကြောင်းဖော်ပြပါကျေးဇူးတင်တဲ့အခါစိတ်ရင်းမှန်နဲ့ကျေးဇူးတင်ပါ ချီးမွမ်းတာကတစ်ဖက်လူကိုထိ ंछ ုပ်ဖို့အတွက်မဟုတ်ဘူး။ဥပမာမင်းကတကယ်ကောင်းတဲ့တငယ်ချင်းပဲလို့ပြောမဲ့စာမနေ့ကငါ့ကိုနာယီပေါင်းများစွာနားထောင်ပေးလို့ကျေးဇူးတင်တယ်။အဲ့ဒါကငါ့ကိုတတ်တာရစေတယ်လို့ပြောတာကပိုကောင်းတယ်။ယဉ်ကျေးမှုအလေးအကျင့်မှလွတ်မြောက်ပါ။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအလေးအကျင့်တွေကကျွန်တော်တို့ကိုလွှမ်းမိုးနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအလေးအကျင့်တွေကိုတည်ထားပြီးပြောင်းလဲနိုင်တယ်။ဥပမာဖြစ်တင်တာ။ တာဝန်မယူတာတောင်းဆိုတာတွေအစားကောက်ွယ်တာတွေကိုရွေးချယ်နိုင်တယ်။နေရာမျိုးမျိုးမှာ MVC ကိုအသုံးချပါ။ Non-binary online communication ကိုဘယ်နေရာမှာမဆိုအသုံးချနိုင်တယ်။မိသားစုမှာအလုပ်မှာလူမှုရေးမှာနိုင်ငံရေးမှာအသုံးချနိုင်တယ်။ MVC ကကဘာကြီးကိုပြောင်းလဲနိုင်တယ်။ MVC ကိုအသုံးချခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေတိုးတက်ကောင်းမွန်လာပြီးပုံမိုငြိမ်းချမ်းတဲ့ကဘာကိုတည်ဆောက်နိုင်တယ် ဒီဗီဒီယိုမှာ Nonbuy Online Communication စာအုပ်ထဲကအဓိကအကြောင်းအရာတွေကိုဆွေးနွေးခဲ့ပါတယ်။ဒီအကြောင်းအရာတွေကိုအသုံးချပြီးကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။